အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နယ်ရီကန်တိုက်ပွဲပုံသွားကျဲသည့်စစ်တိုက်လီရင်ပျောက်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။နယ်ရီကန်ဒီမှာတိုက်ပွဲကြီးကျယ်ဖြစ်ပွားပြီးအရေးပေါ်စစ်ကူသွားသည့်စစ်တပ်လီရင်တစ်စင်းပျောက်ဆုံးသွားကြောင်းတပ်တွင်းနှီးဆက်သူတွေထံမှတဆင့်သိရပါတယ်။နယ်ရီကန်တိုက်ပွဲဟာရခိုင်တပ်တော် AA နဲ့အကြံဖက်စစ်ကောင်စီတို့ကြားတပတ်ကြော်ကြားတဲ့အထိတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိနေပါတယ်။ ထို့သောတိုက်ပွဲပြင်းထန်တဲ့ချိန်စစ်တပ်မှထိခိုက်သေးဆုံးမှုပိုများလာပြီးဒီပြည်တော်မှစစ်ကိုအရေးပေါ်စစ်တိုက်လေရင်တစဉ်ဆေလုတ်ခဲ့တာဖြစ်ပါတယ်။ထို့သောစစ်ကူသွားသည့်စစ်တိုက်လေရင်ဟာတိုက်ပွဲဖြစ်တဲ့နေရာကိုမရောက်ဘဲပျောက်ဆုံးနေကြောင်းသိရပါတယ်။အဆက်အသွယ်လုံးဝပြတ်တောက်သွားပြီးလေရင်မှုကိုစစ်တပ်ဘက်ကတီဆုံခဲ့သည်ဟုထင်မှတ်နေတော့တဲ့ထိကြတိကြသည့်အတီးဖြူချက်ကိုမရရှိသေးကြောင်းသိရပါတယ်။မေဂါတိုက်ပွဲတွင်အကြီးမားဆုံးအခက်အခဲတစ်ခုကစစ်တပ်ဘက်မှလေကြောင်းထောက်ခံတပ်ဖွဲ့များ၏အကြိမ်များစွာလေကြောင်းဝင်တိုက်မှုဖြစ်ပြီ ဒေသခံများအပါအဝင်အာဏာပိုင်အတွင်းမှပါစိုးရိမ်ပူပန်မှုများတိုးပွားလာခဲ့သည်။လေရင်ပျောက်ဆုံးပြီးနောက်အစိုးရတပ်ဖွဲ့မှလုံခြုံရေးတင်းကျပ်စွာစီမံချုပ်ကင်နေတော့လေတိုက်ပွဲဒေသတွင်မှအဖွဲ့အစည်းတချို့ကလေရင်မှုကိုအသက်အန္တရာယ်မရှိသေးပေဖွဲ့ပြေးနိုင်ခဲ့တဲ့ဟူသောသတင်းလေးထွက်ပေါ်နေသည်။ဆလပီတရက်ချောင်းရွာအနီးရွာမီရှို့လာတဲ့စစ်တပ်ကို PDF တွေတိုက်ခိုင်းစစ်သား15ဦးသေစစ်သုံးပန်း12ဦးဖမ်းမိပြီးလက်နက်မျိုးစုံ16လက်နဲ့ခဲယမ်းတွေတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းလက်ပတန်းမြို့နယ်တရချောင်းကြီးရွာဘက်ကိုမီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာ15ဦးထက်မနည်းသေဆုံးကစစ်တုံးပန်းအဖြစ်12ဦးကိုဖမ်းဆီးရရှိတယ်လို့ NUG ကောက်ွယ်ရေးဝန်ကြီးဌာနနဲ့အမတ်နှစ်စစ်စင်ရေးနေမြေကဒီကနေ့မှထုတ်ပြန်ပါတယ်။လက်နက်အစုံ19လက်ခရမ်းတွေနဲ့စစ်တုံးပစ္စည်းများစွာကိုလည်းထိန်းစည်းနိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။စစ်ကောင်စီစစ်ကြောင်းကိုဖိသူကောက်ွယ်ရေးတမတော်အမတ်နှစ်စစ်စင်ရေးနေမြေဘကိုးတိုင်းစစ်ဌာနဖြူဟာ22ကိုကယ်မှုနဲ့ အမှတ်3800နှစ်တရင်အမှတ်3803တရင်ရွှေရန်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလ22ရက်မနက်7:00နာရီမှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်ကာကွယ်ရေးရဲဘော်များအထူးကိမ်းရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။စခါတွေအထိနာသွားတော့လေဗဒန်နဲ့ဘကူးအနောက်ချမ်းတွေလေးချောင်းအထူးပြုစိုက်ဖို့လိုတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။လေဗရန်မျိုးနဲ့တိုက်ပွဲဖြစ်ပွားတဲ့တရချောင်းချီရွာဟာ6မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါတယ် အော်တိုဘာလတရက်ကလည်းလေဗဒန်မြို့နယ်မော်အင်းအုပ်စုကမ်းဖြူကြီးကြီးရွာမှာစစ်မှုရန်ကြီးကောက်ပြီးထွက်ခွာလာတဲ့အင်အား20ကျော်ပါစစ်သားနဲ့ရဲတွေကိုတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးတနက်နေ့လက်နဲ့ခရရန်အချို့ရရှိခဲ့ပါတယ်။ဆက်လက်ပြီးမချမ်းပေါ်မှာ KIA ကြားဖြတ်တိုက်ခိုက်လို့စစ်ကောင်စီပူးပေါင်းတပ်အထိနာရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မချမ်းပေါ်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အာဏာသိမ်းစစ်ကောင်စီတပ် ပြည်သူစစ်ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူးပေါင်းတပ်တွေအထိနာကထွက်ပြေးသွားတယ်လို့ကချင်တရင်ဟင်းမြစ်တို့ကပြောပါရယ်။အော်တိုဘာ20ရက်ကမချမ်းပေါ်မြို့နယ်ရှန်ခါချောင်းနဲ့ထန်ကားရွာကြားမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါရယ်။ပြည်သူတွေနဲ့စစ်ခါတွေပေါင်းပြီးမှလှုပ်ရှားလာတာကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တာအဲ့ဒါသူတို့အကြအရှုံများပြီးအရှင်ဖမ်းခံရတာလည်းရှိတယ်။သူတို့ထွက်ပြေးသွားတာဆက်လက်ပြီးရှစ်ဆက်တိုးရင်နဲ့သူတို့ရဲ့စက္ကန့်အသေးတစ်ခုကိုပြန်သိမ်းပိုက်ရရှိထားတာရှိတယ်။ ခြံကားရွာနာကပြည်သူစစ်နဲ့စခပူပေါင်းစက်ခန့်အသေးလေးပေါ်လို့ကချင်စစ်ရေးတရင်ရင်းမြတ်တဲ့ဦးကပြောပါရယ်အဲ့ဒီတိုက်ပွဲမှာပြည်သူစစ်နဲ့စစ်ကောင်စီပူပေါင်းတပ်တွေမချမ်းဘောမျိုးပတ်စုတ်ခွာထွက်ပြေးသွားတာလို့ဆိုပါရယ်အခြားတရင်ရင်းမြစ်ကလည်းပြည်သူစစ်တွေနဲ့မင်းအောင်လိုင်အဖွဲ့တွေတပ်မဟာတပ်ရင်းခွနစ်နေရာဘက်မှာသူတို့စစ်ကြောင်းထိုးတာစစ်ကြောင်းထိုးတဲ့အချိန်မှာ DKIA တွေကဂျားတွေကဖျက်တိုက်တာဖျက်တိုက်လို့အထိနာသွားတာလို့ပြောပါရယ်မချမ်းဘောတိုက်ပွဲရုတ်တန့်နဲ့ဓာတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်မှာဒီကနေ့တွေ့ရပြီးစစ်ကောင်စီပူးပေါင်းတပ်ကကြံခဲ့တဲ့လက်နက်ခဲယံနဲ့စေတုံးဆောင်ဖြစ်စည်းတွေကိုလည်းရုပ်သံမှာတွေ့ရပါတယ်။ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ဟာဗမော၊ဝိုင်းမော်နဲ့ဖားကန့်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။မချမ်းဘောတိုက်ပွဲနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူစီကိုဆက်သွယ်မြညာထားစေဖြစ်ပါတယ်။ဆလပီတီဘောမျိုးအနီတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကကျေးရွာနှစ်ရွာမှာစစ်ကောင်စီတပ်နဲ့တအောင်တပ်မတော် TNL တို့တိုက်ပွဲအပြင်းထန်ဖြစ်နေပြီးစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းအပြင်ဒရုန်း၄ကြောင်းဖြစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့ရှမ်းပြည်တို့တပ်ရေးပါတီ SSPB ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်ဖို့ကြိုးစားနေတဲ့တီဘောမြို့ရဲ့ဒီကနေ့အောက်တိုဘာ20ရက်ညနေအချိန်ကို SSPB က၄နာရီခန့်မှာထုတ်ပြန်တာပါ။ ဘောချိုကြီးရွာအုပ်စုတဲကနာခိုင်ကြီးရွာနဲ့ကောင်းခကြီးရွာမှာစစ်ကောင်စီတပ်ကအင်အား300ဝန်းကျင်နဲ့ TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့အတည်ပြုထားပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာဒီပေါ်မျိုးနဲ့နှစ်မိုင်ခန့်သာဝေးတာပေါ့။တိုက်ပွဲကြောင့်ကြီးရွာအချို့ထိခိုက်ပျက်စီးမှုရှိပြီးလက်ရှိမှာအသေးစိတ်အတိမပြုနိုင်သေးဘူးလို့ SSPB ကဆိုပါတယ်။ရှောင်းမဲမြို့ကိုအောက်တိုဘာ1ရက်ကထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းအချို့ဟာဒီပေါ်မျိုးကို UTP စစ်ကြောင်းထိုးနေတာပေါ့။ ဆောင်မဲနဲ့ဒီပေါ်မြို့ကြားတွေကလွဲခေါ်ရွာမှာတပတ်ခန့်အကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာပါဒီပေါ်ဒေသခံအများစုဟာလာရှိုးမြို့ကိုတိမ်းရှောင်နေကြပြီးခိုးကန့်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လောက်ကန်မြို့မှာလည်းတွားရောက်နေထိုင်သူတွေရှိနေပါတယ်ဒါပြင်ဒီပေါ်မြို့ထဲမှာကြံနေသူတွေလည်းရှိနေပါသေးတယ်ရှေးဟောင်းစီတီရှိပြီးရှမ်းရွာကြီးဖြစ်တဲ့မန္တလေးမုံစိန် ပြည်ထောင်စုလမ်းမကြီးဘော့ကပေါ်ကျွရအနီးမှာတန်ဃာတော်တွေကမြစ်တာရက်ခတ်လို့ TNL ကအောက်တိုဘာ23ရက်ကစုပ်ခွာပေးပြီးတဲ့နောက်ပိုင်းဘော်ချိုနဲ့တီဘော်မြို့ကြားကခြေရွာတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းတွေဖွင့်လာပြီးလေကြောင်းကနေပုံကျဲတိုက်ခိုက်နေပါတယ်။စစ်ကောင်စီတပ်ကတီဘော်မြို့နယ်အထက်နန်ဟူးနယ်ခြေရွာ၊ခါလိန်ခြေရွာနဲ့စံဖိတ်ခြေရွာအနီးတွင်ကျင်းနေရတွေကိုအောက်တိုဘာ20ရက်နေ့နေ့ပိုင်းမှာဝိုင်တွဲလျင်နဲ့ပုံအလုံး30ခန့်ကျဲချခဲ့တယ်လို့ SSPD ကထုတ်ပြန်ထားပါတယ်။ ဒီပေါ်မြို့နယ်တွေကဂျေးဝါအချို့ကို SSPB ကထိန်းချုပ်ထားပါတယ်။ဒါကြောင့်ဒေတာရင်းစစ်ရေးအခြေအနေကို SSPB ကထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းတွေကတပ်ဖွဲ့ဝင်တချို့ဟာဒီပေါ်မြို့တွေအထိစတင်ဝင်ရောက်နေတယ်လို့ဒေတာကန်တရင်ရင်းမြစ်တအူကပြောပါတယ်။စစ်ကောင်စီဟာကြောင်မဲမြို့ကိုစစ်ကြောင်းဝင်ခဲ့စဉ်ကအရက်သားတွေကိုပြစ်မှတ်ထားပုံကျဲတာတပြက်တာနဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာမို့ဂရီးပြူကြဖို့အရက်ဖက်အဖွဲ့တွေကအတိပေးထားပါတယ်။ စစ်ကောင်စီတပ်ကအရက်သားတွေကိုဥတီပြီးလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေလို့ဘေးကင်းတဲ့နေရာမှာနေထိုင်ကြဖို့နဲ့ဒေသခံတွေကိုကူညီကြဖို့တောင်ပြည်ကောင်စီ TSC ကအောက်တိုဘာ14ရက်မှာတိုက်တွန်းထားပါတယ်။ဆလဘီစစ်ကောင်စီစစ်သင်္ဘော18စီကိုတိုက်ခိုက်မှု9စီမီလောင်ပျက်စီးနှိမ့်ပြီးနှစ်စီးဆက်လက်မမောင်းနိုင်တော့ဘဲစစ်သား55ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်းစံတက်လာသောအကြံဖက်စစ်ကောင်စီ၏စစ်သင်္ဘော18စီကိုဒေါ်လာရေးတက်များကတိုက်ခိုက်ခဲ့ရာစစ်သင်္ဘော9စီမီလောက်ပျက်စီးနှိမ့်မြုပ်ပြီးနှစ်စီးဆက်လက်မမောင်းနိုင်တော့ပေစစ်သား55ဦးသေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ွယ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ20ရက်နေ့ထုတ်ပြန်သောကောက်ွယ်ရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်မန္တလေးမြို့ကောဝန်စိတ်ကမှဧရာဝတီမြစ်ကြောင်းအတိုင်းစံတက်လာသောစစ်သင်္ဘော18စီကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မန္တလေးတိုင်းစစ်ဌာနကိုကယ်မှုအောက်ရှိ ပြည်ဦးလင်ခရိုင်စစ်ဌာနကိုကဲမှုဖြင့်ဧရာဝတီစစ်ကြောင်းကတပိတ်ချင်းမျိုးနဲ့ချောင်းတလေးကြီးရွာမှကြောက်ကြီးဆက်စိတ်ကြားနေရာများတွင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သည်မောင်းငါးစီးပြက်စီးမိလောင်ကငါးစီးလုံးနှိမ့်မြုပ်ခဲ့ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်ခြင်းမရှိကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်ရန်သူစစ်ကောင်စီတပ်သား55ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီးစစ်သည်မောင်းငါးစီးနှိမ့်မြုပ်သွားခြင်းတွင်ရင်းစစ်သည်ဘောမှစစ်သားများမှအခြားစစ်သည်ဘောတစည်းဘောတို့အပြေးအလွာခုန်တက်ကြသည်ကိုလည်းမြင်တွေ့ရသည်။ အကြံဖတ်စစ်တဲ့စစ်တင်ဘောအုပ်စုကိုမန္တလေးတိုင်းစစ်ဌာနဤကိုကဲမှုအောက်ရှိကျင်းဝင်းခရိုင်စစ်ဌာနကိုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF 900ကိုတက်ရင်ကျင်းဝင်းခရိုင်တက်ရင်မြောင်းမိုးကုတ်ပြူဟာတပိတ်ချင်းတိုက်နယ်ပကပါမြိုင်မြို့နယ်ပကပါမန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နှင့်မဟာမိတ်တပ်များကအေယာဝတီပူးပေါင်းစစ်ကြောင်းအဖြစ်စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည် ထို့ပြင်ယမန်နှင့်နံနက်ပိုင်းမန္တလေးမြို့မှစစ်သည်ဘော6စီးပါတိုက်ခတ်ရေးရရင်အုပ်စုတခုမှလည်းအေယာဝတီမြေကြောင်းအတိုင်းထပ်မံ၍စံတက်လာကြောင်းဒေတာကင်းတော့တရင်ရင်းမြများကပြောဆိုပါတယ်ရှေ့ကထွက်သွားတဲ့စစ်သည်ဘောအုပ်စုရောအခုမန္တလေးကထွက်လာတဲ့စစ်သည်ဘောအုပ်စုရောဆိုရင်စစ်သည်ဘောအုပ်စုနှစ်ခုတပြိုင်နက်တည်းထွက်လာနေတာမြေကမ်းပေးချေးရွာတွေပို့ပြီးတရီထားရပါမယ်ရှေ့သည်ဘောအုပ်စုဖြတ်သွားပြီးပြီဆိုပြီးတော့မပေါ်တင်ဘူးနောက်ထပ်စစ်သည်ဘောအုပ်စုကလည်းထက်တက်လာနေတယ်ဟု န္တလေးအခြေစိုက်ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြပါတယ်။အချံဘတ်စစ်ကောင်စီတပ်ကအေယဝတီမြစ်ကြောင်းအထက်သို့စံတက်လာနေသောစစ်သည်မော်များကိုတိုက်လေရင်များရဟတ်ရင်များဖြင့်ကောင်းခင်မှလုံခြုံရေးယူ၍လိုက်ပါပြီးနေကြောင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများကိုလည်းလှုပ်ဆောင်နေကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်